ဘင်္ဂလားဒေ့ရှ်ဘက်ကပြောကြားချက်ဟာအပြုတ်တပုတ်ဆောင်တဲ့ပြောကြားချက်ဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဟာကျွန်တော်တို့ရဲ့ဒီအိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့အနေနဲ့လဲဘင်္ဂလားဒေ့ရှ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ရှင်ပါတယ်နှစ်ဖက်ပြည်သူတွေအတွက်အကျိုးရှိမဲ့ကိစ္စတွေကိုလည်းပူးပေါင်းဆောင်ရွက်ရှင်ပါတယ်ဟိုနောက်တစ်ခုကတော့နေဇာဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ကဒီမူအားဖြင့်သဘောတူတယ်လို့ပြောတဲ့အတွက်လည်းပဲဟိုဒီကိစ္စဟာတကယ်ဖွင့်ပေးခဲ့မယ်ဆိုလို့ရှိရင်တော့အကူကြီးတကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်ဝမ်းသာစရာကိစ္စဖြစ်ပါတယ်လူသားချင်းစာနာမှု အကူကြီးဆိုတာတကယ်အကူကြီးလိုအပ်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကို အနှောင့်အဖွဲ့ကင်းစွာနဲ့ထောက်ပံ့ပေးနိုင်ဖို့လိုအပ်ပါတယ် လူသားချင်းစာနာမှုအကူအညီကိုဟိုတခြားရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက်ဒလွေးအသုံးချတာမျိုးတော့ဟိုမဖြစ်သင့်ဘူးလို့မြင်ပါတယ်ခင်ဗျာမြန်မာပြည်ပေါ်တိုင်းသားညီကောင်မတို့အကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ဖတ်ဆက်သားလိုက်ပါတယ်မင်္ဂလာရှိတဲ့ကရခိုင်ပြည်ကိုနေမြေကျူးကျော်ဖို့အတွက်မင်္ဂလာရှိတဲ့ကိုရောင်းနေတဲ့ဒုက္ခသည်တွေကို ဒီပြဿနာတွေကိုအကြောင်းပြုပြီးတော့အမျိုးမျိုးအဖုံဖုံနဲ့နီလာမျိုးစုံနဲ့နိုင်ငံရေးလှေကွက်အဖြစ်စောကစားနေတာတွေတွေးနေရတယ်ဒီသတင်းကဘင်္ဂလားဒေ့ရှ်ကအင်္ဂလိပ်လိုထုတ်ဝေသည့် The Daily Star သတင်းစာတွင်မောင်တော်ပူးသည့်တောင်မျိုးတွင်မွတ်စလင်ဒုက္ခသည်များကိုအေရာအတင်းမောင်းထုတ်ကဘင်္ဂလားဒေ့ရှ်အိန္ဒိယနှင့်နီပေါ်နိုင်ငံများကရခိုင်များကို နေရာခြားထားပေးနေသည်ဟုမဟုတ်မမှန်သတင်းများကို ထုတ်လွှင့်နေခဲ့သည့်ယခုလိုမဟုတ်မမှန်သတင်းများကို လိမ်လည်ထုတ်ပြန်တာ ရခိုင်ပြည်ထနာကိုပုံမကြီးကျအောင်ကျေပြန်းအောင်ဖန်တီးလှုပ်ဆောင်နေသည်ဟုဝေဖန်မှုများကလည်းထွက်ပေါ်နေသည်ဒီတဲ့င်းတွင်အာရခတ်တတော်ကမွတ်စလင်တွေကိုနေရကနေပြီးနှင်ထုတ်ပြီးဘင်္ဂလားရှ်ရဲ့နီပေါ်အိန္ဒိယတို့ကတခြားရခိုင်လူမျိုးတွေကိုအဲ့ဒီနေရာတွေမှာ ပြန်လည်နေရာရှာထားပေးခဲ့ပါတယ်ဒါကြောင့်မွတ်စလင်တွေကဘင်္ဂလားရှ်ဘက်ကိုထွက်ပြေးလာကြရတာဖြစ်ကြောင်း ပြောဆိုရေးသားထားတာကိုတွေ့ရတယ်။ရခိုင်လူအခွင့်ရေးကာကွယ်မြစ်တင်သူအဖွဲ့ဒါရိုက်တာဦးမြထွန်းကဒီမှာရှိတဲ့သူတွေတောင်စစ်ကောင်စီကလေကြောင်းကတိုက်ခိုက်မှာကိုစိုးရင်ပြီးထွက်ပြေးနေကြရတာအသက်ပိတ်ကြုံနေရတဲ့အပြင်စာဝန်းတွေရဲ့အခက်အခဲဒီလောက်ရောက်နေတဲ့အချိန်မှာဘယ်သူကဘူးသီးတော်မောင်တော်ကိုလာမလဲမဟုတ်မတရားတဲ့င်းတွေကိုဖန်တီးရေးသားနေတာဖြစ်ပါတယ်ဟုပြောကြားထားသည် ၎င်းအပြင်လုံးဝအခြေမြင့်မရှိသောအခြားလက်ဖြစ်သည့်ဘင်္ဂလားဒေ့ရှ်နီပေါ်အိန္ဒိယကရခိုင်တွေကိုနေရာချထားပေးနေသည်ဟုသတင်းထုတ်ပြန်တာကမှားနေသည်ဒါကအကြီးအကျယ်လိမ်လည်ရေးသားတာဖြစ်ပါတယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဆိုတာလူတိုင်းစဉ်းစားရင်သိနိုင်တယ်ဘင်္ဂလားဒေ့ရှ်အိန္ဒိယနဲ့နီပေါ်ကရခိုင်တွေကိုဘူးသီးတော်မောင်တော်မှနေရာချပေးနေတယ်ဆိုတာကဒါကလုံးဝသတင်းအမှားဖြစ်တယ်နီပေါ်မှာဘယ်ရခိုင်လူမျိုးမှရှိလို့မနေဘူး အိန္ဒိယကလည်းရခိုင်တွေကတော့ဒီလောက်စစ်တလိမြင်ဖြစ်နေတဲ့ရခိုင်ကိုလာမလားဗျမဟုတ်တဲ့တဲ့အမှားတွေချောက်ရဲပြီးတော့ပြဿနာကိုပုံမကြီးထောက်အောင်လုပ်နေတာလို့ကျွန်တော်တို့မြင်မိသည်ဟုပြောဆိုထားသည်ဒီလိုပြောဆိုချက်ကိုကိုးကားပြီးတော့ The Daily Star ကယခုလိုရေးသားထားပြန်တယ်အေကရခိုင်ပြည်နယ်မှာနေထိုင်နေမွတ်စလင်ဒုက္ခသည်တွေကိုရဲရဲဆက်ဆက်ကြမ်းကြုတ်မှုတွေလုပ်နေပါတယ်စစ်အစိုးရတပ်များနဲ့ဆက်ဆက်မှုရှိနေခြင်းကြောင့် မွတ်စလင်အရှုံးမှအတက်ခံခဲ့ရပြီးအရှုံးမှမွတ်စလင်အတိုင်းဝမ်မှအစ္စလာမ်ပညာရှင်များအပြားတက်ဖြတ်ခံခဲ့ရသည်ဟုသတင်းတွင်ဖော်ပြထားသည်အရခတ်တပ်တော်ကမြန်မာစစ်တပ်ကိုတိုက်ခိုက်ရန်မွတ်စလင်များကိုအတင်းအာဓမစစ်သားစုဆောင်းသည်ဟုဆက်ဆွေးရှင်းမှလည်းလုံးဝမဟုတ်မှန်သလိုထိုကဲ့သို့မွတ်စလင်များကိုစစ်သားစုဆောင်းခြင်းလုံးဝမရှိကြောင်းကိုအရခတ်တပ်တော်ပြောရေးဆိုခွင့်ရှိသူဥခိုင်သူကကပြောကြားထားသည်ဒါဟာအခြေအမြင်မရှိတဲ့ဆက်ဆွေးချက်တွေဖြစ်ပါတယ် ဒေတာခံမွတ်စလင်တွေကိုကျွန်တော်တို့အတင်းအဓမ္မလူသေးစုစောင်းတာလုံးဝမရှိတယ်လို့လုံးအားပေးခိုက်စေတာလည်းမရှိပါဘူး။ဒါဟာကျွန်တော်တို့အာရခပြည်သူအစိုးရတော်လှန်ရေးအစိုးရကလုံးဆောင်နေတဲ့မတူကွေးပြားတဲ့လူမျိုးဘာသာတွေအကြမှာသဟာဇာတာဖြည့်ရင်ကြိုးပမ်းမှုကိုပျက်စီးစေဖို့ကြိုးစားတာဖြစ်တယ်လို့ဒေတာအတွင်တည်ငြိမ်မှုပြပြအောင်လူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်လာအောင်ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကိုအသုံးချပြီးတော့ရည်ရွယ်ချက်ချရှိနှင့် လုံးဆောင်နေကြတာဖြစ်ပါတယ်ဟုပြောကြားထားသည်ဘင်္ဂလားဒေ့မီဒီယာအများအပြားသည်အခြေအမြင့်မရှိသောတည်င်းအမှားများကိုအခြေခံပြီးတော့ဘင်္ဂလားဒေ့နိုင်ငံတကာတွင် AA ရေပုံရိပ်ကြားစင်းစေရန်ဤအမျိုးမျိုးဖြင့်လုံးကြံဝါဒဖြန့်ရေးသားလျက်ချီကြောင်းကိုလည်းသိရသည်လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှမွတ်စလင်ဒုက္ခသည်များတသိန်း၃၀၀၀ကျော်ဘင်္ဂလားဒေ့သို့ထွက်ပြေးလာကြသည်ဟုလည်းရေးသားဖော်ပြထားသည် ဒီလိုပေးကြည့်လို့တဲ့မှာခလေကစားညက်တယ်လို့ဖြစ်အောင်အမျိုးမျိုးအပုံပုံရည်ရွယ်ချက်ချင်းချင်းတန်ဆောင်နေတာတွေကဘင်္ဂလားဒေ့ကတမင်ရည်ရွယ်ချက်ချင်းချင်းမိစားတစ်ဖက်ရေမုတ်တစ်ဖက်နဲ့ဓာတ်တော်ပေါ်မှာတော်တယ်လို့မျိုးအမျိုးမျိုးလှစ်ပတ်ကွေးကောက်ပြီးတော့အကြံမျိုးစုံဝါရမျိုးစုံနဲ့အမျိုးမျိုးလုံးကြံနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ သုံးသက်ချက်တွေမှာအရင်တွေကလည်းသုံးသက်ပြခဲ့တယ်။မင်္ဂလာရှိဒုက္ခသည်စကတ်မှာအာရခတ္တတော် AA ကိုတိုက်ဖို့အတွက်ဒုက္ခသည်ထေကလူတွေကိုမင်္ဂလာရှိထောက်လိုက်ရတက်ကနေပြီးတော့လုံးဝစစ်တင်နာနေပြေးနေပါတယ်ဆိုရင်တင်လေးတစ်ခါတက်ခဲ့တယ်။ဆိုတော့နောက်တစ်ဖက်မှာကလည်းစစ်ကောင်စီနဲ့တန်ရောစဉ်မကုံနိုင်ပဲရှိတ်ဆမှုတွေအများကြီးရှိနေတယ်။ပြီးရင်စစ်ကောင်စီဘက်ကအခု နေမြေလူတွေအပေါ်မှာဘလို့တုံးပြန်ထားတယ်လဲဆိုရင်စစ်ကောင်စီဘက်ကဒါကမြန်မာနိုင်ငံရဲ့နိုင်ငံအတွင်းကပြဿနာကိုစိန်ခေါ်မှုတရားဖြစ်တယ်ဆိုပြီးတော့စစ်ကောင်စီဘက်ကပြောကြားထားတယ်ဆိုတော့မစ္စတာအဇီအဝေးကိုလုံခဲ့ပြီးတော့တရုတ်ရဲ့အကူအညီနဲ့ကူမင်းမျိုးမှာဘင်္ဂလားဒေ့ဒုက္ခသည်တွေပြောင်းဝင်လာဖို့အတွက်ကိုလည်းဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံရဲ့ဝန်ကြီးတွေတွဲဆောင်ဆွေးနွေးပြီးပြောပြီးသားစကားတွေရှင်းနေတယ်တရုတ်ရဲ့အကူအညီနဲ့ဒီလိုတဖမ်းမှာကလည်းမိသားတဖမ်းတဖမ်းမှာကလည်းရေမုန်းတဖမ်းနဲ့အရဟတ်တော်အေကိုမဆက်ဆံလို့မရတော့ပါဘူးဆိုပြီးတော့သူတို့ကဆက်ဆံဖို့ကံလိုက်တယ်ဒီအပေါ်မှာခလေကဖြစ်ပြနေတာကအဓိကပြဿနာကြီးကသူတို့နိုင်ငံထဲကိုရောက်နေတဲ့ ဒီဒုက္ခသေးတွေကိုအလုံးအရင်နဲ့ဥပမာပေါ့တော်တော်က9000ပြန်လာတော့9သိန်းအဲ့လိုကြီးပုံစံမျိုးနဲ့ဒလဇတ်သွင်းဖို့အတွက်အကွက်ကြကြစီစဉ်ပြီးတော့နောက်များနှစ်ပရိစေတာကြာခဲ့ရင်အဲ့ဒီတီးခြားပြည်နေတောင်းထားတဲ့နေရာကဘင်္ဂလားဒေ့ရှ်ကိုဆွေးသွင်းပလိုက်မယ်ဆိုပြီးတော့သူတို့မှရည်ရွယ်ချက်ချင်းချင်းကြံဆောင်မှုချင်းချင်းနဲ့တကယ်နိဗ္ဗာန်ကြာကြလှုပ်ဆောင်နေခြင်းဖြစ်ပါတယ် စစ်ကောင်စီလော်ပြီးများဘင်္ဂလားဒေ့နိုင်ငံခြားရေးအကြံပေးပြောဆိုထားတဲ့သတင်းပေါ်မှာလောင်ကျွမ်းနေကြတဲ့ဗီဒီယိုခံအတူလေးတွေပေါ့လေနားဆင်ပေးကြပါခင်ဗျာဆိုတော့ကရခိုင်ဘင်္ဂလားဒေ့နေဆမ်းမှာစစ်ကောင်စီရဲ့ထိုင်းချုံမှုမရှိတော့ဘဲအေးအေးလက်အောက်ကြောက်တော့ပြီဖြစ်၍အေးနဲ့မဆက်ဆံပဲနေမရတော့ဘူးဟုဘင်္ဂလားဒေ့အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောဆိုလိုက်တယ်ရခိုင်ဘင်္ဂလားဒေ့နေဆမ်းမှာစစ်ကောင်စီရဲ့ထိုင်းချုံမှုမရှိတော့ဘဲအေးအေးလက်အောက်ကြောက်တော့ပြီဖြစ်၍ ဘင်္ဂလားဒေ့ AA နဲ့မဆက်ဆံမင်းနဲ့နေမရတော့ကြောင်းဘင်္ဂလားဒေ့အစိုးရရဲ့နိုင်ငံခြားအကြံပေး MD တောင်ဟိဟူစင်က ပြောဆိုသည်ဘင်္ဂလားဒေ့နိုင်ငံဒါကမျိုးမပြုလုပ်တဲ့သတင်းစာချင်းလင်းမွေးမှာ၎င်းကအထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်နေစားတစ်ခုလုံးကို AA ကထိန်းချုပ်ထားပါပြီစစ်ကောင်စီအနေနဲ့ဘာမှထိန်းချုပ်နိုင်မှုမရှိတော့ပါဘူးကျွန်တော်တို့အနေနဲ့ AA ကိုမဆက်ဆံမင်းနေလို့မရတော့ပါဘူးဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်သလောက်ဆက်ဆံရေးကိုလှုံ့ဆော်တော့ရပါလိမ့်မယ်ဒီသတင်းကိုဘင်္ဂလားဒေ့ အကြံပေးတောင်းရေးဟူစဉ်ကပြောဆိုထားခြင်းဖြစ်သည်ထို့ကြောင့်ရခိုင်ပြည်နယ်မှာစစ်ဘေးသင်းပြည်သူများအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်ရဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တချောင်းမှာလူသားချင်းစာနာထောက်ထားမှုဇင်းကြံတခုကိုတည်ဆောက်ရန်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဖို့တူညီခဲ့ကြောင်း၎င်းကပြောဆိုထားသည်ကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစဉ်ညာတို့ဟုကိုဖန်တီးလိုပါတယ်အသွင်ကူးပြောင်းရေးကာလအစိုးရကလည်းအခြေအနေတွေအရဒါကိုမူအရသဘောတူထားပါတယ်ဟုနိုင်ငံခြားရေးအကြံပေး MD တောင်းရေးဦးစဉ်ကမြို့တော်ဒါကာမှာပြုလုပ်တဲ့တည်င်းစာချင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်တယ်ဒါဟာလူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှအခြေအနေအချို့တော့ရှိတယ်အသေးစိတ်ကိုတော့ကျွန်တော်အနေနဲ့ပြောပြလို့မရသေးပါဘူးအခြေအနေတွေကပြင်းမိခဲ့ရင်တော့ကျွန်တော်တို့ထေချာပေါက်ကူညီမှာပါဟုတ် ၎င်းအပြော့ဆိုမြန်မာနိုင်ငံမှာပဋိပက္ခသည်ဘင်္ဂလားရှိနိုင်ငံ၏အကျိုးစီးပွားနှင့်ဒိုင်ရိုက်အချိုးကျချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်အများအပြားကဘင်္ဂလားရှိနိုင်ငံအတွင်းခိုလုံနေကြပြီး၎င်းတို့ကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန်လိုအပ်ကြောင်းထို့ကြောင့်ဒုက္ခသည်များအင်တာနက်ရဲ့ဘင်္ဂလားရှိအနေဖြင့်လိုအပ်သောလုံဆောင်ချက်များကိုလုံဆောင်သွားမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုသည်ဘင်္ဂလားရှိနိုင်ငံက2018ခုနှစ်ဩဂုတ်လစစ်တပ်ရဲ့အကြမ်းဖက်မှုတိုက်ခိုက်မှုများကြောင်း ထွက်ပြေးတော့ခဲ့သောမြန်မာနိုင်ငံမှာဒုက္ခတဲ့တိတသမာ၃တန်းကျော်ကိုလက်ခံထားပါတယ်ဟုပြောကြားထားတယ်။ဒီအပေါ်မှာမူတည်ပြီးတော့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ဆရာလက်ထစ်ဆိုသူတို့ဘလိုတွေလောင်ကျွမ်းထားတယ်လဲဒီအပေါ်မှာမူတည်ပြီးဗီဒီယိုအတိုပိုင်းလေးတွေကိုဆက်လာပြီးတော့ရှင်းစားကြပါဘင်းငယ်လေးတွေတန်းကျော်တိတသမာ၂တန်းကျော်အတွက်ရခိုင်ပြည်နယ်မှာတီးချလွတ်လပ်တဲ့ပြည်နယ်တခုလိုအပ်တယ်ဒါပဲ ရခိုင်ပြည်နယ်တော့မဟုတ်ရခိုင်ပြည်နယ်ကိုတီးကြလွတ်တဲ့ပြည်နယ်တစ်ခုဖြစ်ဖို့ဘင်္ဂလီတွေအတွက်တီးကြလွတ်တဲ့ပြည်နယ်ဖြစ်ဖို့တေးကွာကူညီပေးဒါပဲတေးကိုဒီလိုသဘောပြောတာတေးကွန်မြူနတီပါတီသွားပြောတာလူကြီးကတော့ရှင်းရှင်းပြောရင်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကျိုးစီးပွားအတွက် AA နဲ့ဆက်ဆံရမယ်လို့ထုတ်ပြောလာတာတရားဝင်ဆက်ဆံလို့မရရင်တော့တရားဝင်နီးလန်းနဲ့ဆက်ဆံဖို့လိုအပ်တယ်ပုံစံမျိုးထိထုတ်ပြောလာတာကဲဒါတစ်ချက်နှစ်ချက်ရှိသွားရင်တော့အဲ့နှစ်ခုကဆက်ဆံနေတယ်နောက်တစ်ခုကအဲ့ဒါဘာလဲဆိုတော့နောက်တစ်ခုကလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားတယ်နောက်တစ်ခုကအဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံမှာရှိတဲ့ဟိုမြန်မာနိုင်ငံပြေးလာတဲ့ရခိုင်ပြည်နယ်နဲ့ပြည်မြန်မာနိုင်ငံရခိုင်ပြည်ပြေးလာတဲ့လူတွေအတွက်လူသားချင်းစာနာထောက်ထားမှုတွေကိုကူညီပေးဖို့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာနော်ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာလူသားချင်းစာနာမှုစင်ညာတကူပေါ်ဆောင်မှုကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်ကလက်ခံတယ်တဲ့လက်ခံတယ်ဆိုပြီးတော့ခုနပဲလေတိုဟစ်ဟူစိန်ကပဲမီဒီယာတွေကိုထပ်ပြောတယ်ဆိုတော့ဒါ UN ကုလသမဂ္ဂကနေပြီးတော့သူကဘင်္ဂလားဒေ့ရှ်မှာနယ်စပ်လျှောက်မှာလူသားချင်းစာနာမှုစင်ညာတကူပေါ်ဆောင်မှု ကုလသမဂ္ဂကဗင်္ဂလားဒေ့ရှ်ကိုတောင်းဆိုတယ်ဗင်္ဂလားဒေ့ရှ်ကအဲ့ဒါကိုခွင့်ပြုတယ်ခွင့်ပြုတယ်ပေါ့ပြောချင်တယ်အဲ့တော့ဒီသုံးခုကဆက်ဆက်နေတယ်အဲ့တော့ဒီဗင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်မှာလူသားချင်းစာနာထောက်မှုဇင်းညံဆိုတဲ့အာယူခွင့်ပြုလိုက်တယ်ဗင်္ဂလားဒေ့ရှ်ပဲခွင့်ပြုလိုက်ပြီးတော့ဗင်္ဂလီတို့ကကူညီမယ်ဆိုတော့ဗင်္ဂလီတို့သူကကူညီတာကအစားအသောက်တွေဆေးဝါးတွေကူညီတာမဟုတ်ဘဲနဲ့အစားအသောက်ဆေးဝါးခေါင်းစဉ်အောက်ကနေတိုက်ခိုက်ရေးနဲ့ဆိုင်နဲ့စစ်လက်နက်နဲ့ဆိုင်နဲ့သို့မဟုတ်စေရေးနည်းပညာနဲ့ဆိုင်နဲ့ နိုင်ငံရေးနေချက်မှုနဲ့ဆိုင်တဲ့ကိစ္စတွေနေမြေနေချက်မှုနဲ့ဆိုင်တဲ့ကိစ္စတွေကုညီပေးနေခဲ့ရင်ဘယ်သူတာဝန်ယူမလဲဘယ်လိုရှင်းကြမလဲဘယ်လိုရှင်းကြမလဲပေါ့ဆိုတော့ဒါစဉ်းစားဖို့ကောင်းတယ်တစ်ချက်ပေါ့နော်ပြီးတော့အဲ့နဲ့ဆက်ဆက်ပြီးတော့ခုနကလေအဲ့ဒါနဲ့ဆက်ဆက်ပြီးခုနက AA နဲ့ဆက်ဆံဖို့လိုရရင်ဆက်ဆံရမယ် AA နဲ့ဆက်ဆံထားရမယ်ငါတို့နိုင်ငံကြိုးစားရတဲ့ AA နဲ့ဆက်ဆံရမယ်လို့ဘင်္ဂလားဒေ့ရှ်ကဒီလိုပြောလာတယ်ပေါ်ဒီနေထုတ်ပြောလာတယ်ဒါကဘာလို့ဆိုတီစဲနတ်ဆက်ကအစိုးရဘုံမှာမင်းတို့ရဲ့ဩဇာတက်ရောက်မှုကဘာမှမရှိတော့တဲ့အတွက်ငါတို့က AA နဲ့ပဲဆက်ဆံမယ် မင်းတို့နဲ့ဆက်ဆံကြအကြောင်းမရှိတော့ရခိုင်ပြည်နယ်ကိစ္စရင်းကြရတဲ့ရခိုင်ပြည်ကိုတီးကြလွတ်လပ်တဲ့ပြည်နယ်ထူထောင်ပေးဖို့အတွက်တရုတ်ဝမင်းနစ်ပါတီနဲ့တွေ့ဆုံစဉ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ GLB ကအဆိုပြုတောင်းဆိုလိုက်ပါတယ်။အဲဒီမှာရှိတဲ့ရန်ရှင်လုံမိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါရခိုင်ရေးအလေးနဲ့တွေ့ရခိုင်ရေးပော့ပော့မတွေ့နဲ့ကိုထွတ်မြတ်နိုင်ကိုလည်းအမြင့်ကြီးကြီးနှလုံးသားကြီးကြီးနဲ့အလုပ်လုပ်ဖို့ ကိုလူမျိုးကုတ်ကက်ကလေးကိုကြည့်ပြီးအလုံးမလို့ကိုကျွန်တော်ဆက်ချက်အချင်းချင်း message ပေးခဲ့တယ်။တစောက်ကန်းဆောက်ရားနေလို့လို့ရခိုင်ပြည်ကြီးစစ်ဖြစ်နေတယ်လို့ယခုလိုအနေထားတွေဖြစ်လာခြင်းဖြစ်တယ်။ထွတ်မျက်နိုင်ကိုထွတ်မျက်နိုင်တေးခန့်အေးဘောမများဘာပြောရှင်လဲဗျာ။မင်းတို့လောက်ရေချင်းရှိလာလို့မမင်းနဲ့။ဟုတ်လား။ဘယ်လက်နဲ့ကင်ရဲ့အကာအကွယ်မှမယူပဲဘသူစီကမှငွေတွေကြီး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 ဆိုရှယ်ပေါ်ကနေမယူပဲနဲ့တိုက်ပြီးတော့အလုံးလုံးနေတာ။တချို့နဲ့အမေစုတန်းတန်းလက်နဲ့ကင်ခေါင်းဆောင်တွေကို ဘောမင်းတစ်ချောင်းနဲ့ငင်းငင်းကြီးအတွက်စင်ခေါ်နေတာနည်းနည်းလေးတော့တွေးကြည့် is right okay ကိုထွန်းမြတ်နိုင်ဟာအတွေ့အမြင်နှလုံးသားဘူနကားလောက်တော့စားမရှိဘူးဘူနကားထက်ကိုနှိပ်တယ်လို့ကျွန်တော်ဆရာချစ်တင်ပြပေးခဲ့တယ်ကျွန်တော်ဆရာချစ်ကိုသူခွဲတယ်တူမီလီယံလောက်ကြီးခဲ့တယ်ပေါ့နောက်အောက်ကထိသွားသူမခွဲဘူးအမှန်တိုင်းတင်ပြခဲ့တာဟုတ်ခင်ဗျားတို့နားတော်ကြည့်လိုက်တရင်ကောင်းစုံပဲခင်ဗျားနားတော်ကြည့်လိုက်ဘင်္ဂလားဒေ့နိုင်ငံမှာရှိတဲ့ Islamic နိုင်ငံရေးပါတီကြီးတခုကတရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့တဲ့အခါမှာတရုတ်ကွန်မြူနစ်ပါတီကိုတောင်းဆိုလိုက်တာကရခိုင်ပြည်နယ်မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာဘင်္ဂလီတွေအတွက်သူတို့ရဲ့ဒီမွေးမှာတော့ရိုးရင်ဂျာလို့သုံးပါတယ်ကျွန်တော်တို့ကတော့ဘင်္ဂလီလို့ပဲလက်ခံထားပါတယ်ဘင်္ဂလီတွေအတွက်လွတ်လပ်သောလွတ်လပ်သောပြည်နယ်တခုတတ်မှတ်ပေးဖို့အတွက်တောင်းဆိုလိုက်တဲ့အချိန်ဒီပါဖြစ်စဉ်ကဧပြီလ29ရက်နေ့ကဘင်္ဂလားဒေ့နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဓာကာမှာဓာကာမှာကျွန်တော်တို့ဒီတရုတ်ကွန်မြူနစ်ပါတီနဲ့ ဘင်္ဂလားဒေ့ရဲ့အစ္စလာမ်ပါတီနှစ်ပါတီတွေ့ဆုံခဲ့ပါတယ်အဲ့ဒီပါတီရဲ့နာမည်ကဂျာမတ်ဂျာမတ်အစ္စလာမီဒါဂျာမတ်အစ္စလာမီလို့သူကဒီအမည်ပေးထားပါတယ်အဲ့ဒီအဲ့ဒီအဲ့ဒီပါတီပေါ့ဗျာသူကဒီအစ္စလာမ်နိုင်ငံပါတီပေါ့နိုင်ငံပါတီကြီးဖြစ်ပါတယ်ဒီနိုင်ငံပါတီနဲ့တွေ့ဆုံတာကတရုတ်ကွန်မြူနတီပါတီရဲ့နိုင်ငံတကာရေးရာဌာနအရှိတောင်အာရှနဲ့တောင်အာရှရေးရာဘျူရိုအဖွဲ့တို့ဒါတွေ့ဆုံခဲ့တာဖြစ်ပါတယ်ဒါကမှတွေ့ကြတယ် ဘင်လားဒေ့ရဲ့ဒါအစ္စလာမစ်နိုင်ငံပါတီနဲ့တရုတ်ကွန်မြူနတီပါတီကိုတွဲဆုံခဲ့ကြတယ်အဲ့ဒီတွဲဆုံမှုမှာတွဲဆုံမှုမှာဒီအစ္စလာမစ်ပါတီကနေပြီးတော့ဒါတရုတ်ကွန်မြူနတီပါတီဘက်ကိုသူတို့ရဲ့သဘောထားကိုတောင်းဆိုတာပေါ့ဗျာတောင်းဆိုတာဖြစ်ပါတယ်အဲ့ဒီအစ္စလာမစ်ပါတီကပြီးခဲ့တဲ့ကျွန်တော်2013ခုနှစ်လောက်မှာရှိတ်အာဆီနာအစိုးရကဒီနိုင်ငံပါတီကိုဖျက်သိမ်းခဲ့ပါတယ်အဲ့ဒီနိုင်ငံပါတီကကျွန်တော်တို့ဒီတနည်းအားဖြင့်ဘာသာရေးအဆုတ်ရောက်တဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီအိန္ဒိယအစိုးရနဲ့လည်း ဒီလက်ရှိဒီပါတီနဲ့ကကျွန်တော်တို့တင့်မြတ်မှုလည်းမရှိပါဘူးဒီပါတီကြောင့်အိန္ဒိယနဲ့ဘင်္ဂလားဒေ့နိုင်ငံရဲ့ဘင်္ဂလားဒေ့နိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံနိုင်ငံတကာဆက်ဆံရေးကို ထိခိုက်စေရဆိုပြီးတော့ဒါကျွန်တော်တို့ HH အာဆီနာကဖျက်သိမ်းနေတာဖြစ်ပါတယ်လက်ရှိဒီဒီဒီပါတီကပေါ့ဗျာဒီပါတီကကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့ဒီနိုင်ငံပါတီနေနဲ့လဲသူကချိတ်ဆက်ထားတယ်ပြီးရင်သူက OIC နိုင်ငံနေနဲ့လဲချိတ်ဆက်ထားတဲ့နိုင်ငံပါတီတစ်ခုဖြစ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ဘာသာရေးဆုံးရောက် လူမျိုးရေးဆိုရောပြီးရင်ကျွန်တော်တို့ဒီ Islamic နိုင်ငံတွေပူးပေါင်းထားတဲ့ OIC နိုင်ငံတွေရဲ့နိုင်ငံတွေနဲ့လဲဆိုတာဒီချိတ်ဆက်ထားပြီးတော့ဒါကျွန်တော်ငွေကြီးအဖြစ်တောင်းနေတဲ့နိုင်ငံပါတီတခုဖြစ်တယ်။သူ့ရဲ့နောက်မှာကျွန်တော်တို့ Islamic နိုင်ငံတွေရှိတယ်။အစ္စလာမ်နိုင်ငံတွေရှိတယ်ဒီပါတီက2023ခုနှစ်လောက်မှာကျွန်တော်ဖြတ်သိမ်းခြင်းခံခဲ့ရတယ်လက်ရှိ2024ခုနှစ်ကာလမှာ ဘင်္ဂလားဒေ့ရဲ့ဂျာပြတ်အစိုးရကသူ့ကိုပါတီပြန်ပြီးတော့ရှင်းတန်ခွင့်ပေးလိုက်တယ်ရက်တိခွင့်ပေးလိုက်တယ်ပေါ့ဗျာရက်တိခွင့်ပေးတဲ့နောက်ပိုင်းမှာသူမြေပေါ်ပြန်ရောက်လာတယ်ပေါ့ရှိတ်အာစီနာလက်ထက်2013ခုနှစ်လောက်မှာစပြီးတော့သူကဖြတ်သိမ်းခံခဲ့ရတယ်ရှိတ်အာစီနာကလည်းဒီကျွန်တော်တို့ဒီအမေရိကန်နိုင်ငံရဲ့စွတ်ပတ်မှုကြောင့်သူလည်းဒီအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ရတဲ့နေရာဖြစ်တာပေါ့ဗျာလက်ရှိထွက်ပြေးနေရစေဖြစ်တာပေါ့အဲ့တော့ဒါဘင်္ဂလားဒေ့ရဲ့နိုင်ငံအခြေအနေအဲ့လက်ရှိဒီတရုတ်နဲ့တွေ့တဲ့နိုင်ငံပါတီကလည်းအစ္စလာမ်ရဲ့နိုင်ငံတွေရဲ့ဘက်ကနဲ့ယက်တိနေတဲ့နိုင်ငံပါတီတခုဖြစ်ပါလေတနည်းအားဖြင့်ကျွန်တော်ဘာသာရေးအဆုံးရောက် လူမျိုးရေးအစွန်ရောက်နိုင်ငံပါတီတခုပါအဲ့ဒီပါတီကသူကပြောတာကဘင်္ဂလားဒေ့ရှ်မှာတဲ့ဘင်္ဂလီတိတိသမာ2တန်းကျော်ရှိပါတယ်2တန်းကျော်နေထိုင်နေကြပါတယ်လူမဆန်တဲ့ဘဝအနေနဲ့ဒါနေစဉ်ဖြတ်တန်းနေရတယ်ပေါ့ဗျာအစားတောင်းနဲ့အမိုးကတွေပဲပြေးနေတာကပြဿနာပြဿနာကိုကျွန်တော်တို့အဖြေရှာတာမဟုတ်ပါဘူးတဲ့ဒါကြောင့်ဒီရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်လွတ်လပ်သွားပြည်နယ်တစ်ခုဖန်တီးပေးဖို့တောင်းဆိုတာဖြစ်ပါတယ်အဲ့တော့တိတိသမာ2တန်းဆိုတာကအားလုံးကျွန်တော်လူရဲ့အားလုံးက12သိန်း12သိန်းရှိတယ် အဲ့ဒီ၁၂သိန်းကိုနိုင်ငံတကာကနေပြီးတော့နှစ်ဆယ်သူတို့အစားအသောက်တွေပေးတယ်အမိုးကားတွေပေးတယ်အထောက်ပံ့တွေပေးတော့ဗျာဒီဖြစ်စဉ်ကဒီပြဿနာကြီးတစ်ခုရဲ့ဖြေရှင်းတဲ့အဖြေတစ်ခုမဟုတ်ပါဘူးねဆိုလိုတာဟောဗျာအဲ့တော့ဒီတစ်သမားနှစ်တန်းတနည်းအားဖြင့်လူကြီး၁၂သိန်းအတွက်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဒီလူတွေအတွက်တိကျလွတ်လပ်တဲ့ပြည်နယ်တစ်ခုတရုတ်တရုတ်ကွန်မြူနီပါတီကနေဖန်တီးပြီးဖို့သူတို့ကတောင်းဆိုတာအဲ့တော့လွတ်လပ်တော့ပြည်နယ်ဆိုတာကမိမိကိုယ်တိုင်တရားစီရင်ခွင့်ရဖို့တနည်းအားဖြင့်ဗျာ ခင်ဗျားတို့ဝါတို့လိုနေရာမျိုးဝါတို့လို အခြေအနေပေါ့ဗျာဝါတို့လိုအခြေအနေမိုင်းလာတို့လိုအခြေအနေပေါ့ဒီအခြေအနေကိုသူကဆိုလို့ကြီးွယ်ပုံရပါတယ်အဲ့ဒီအခြေအနေကြီးွယ်တာပါသူရဲ့အနေသားကပထဝီအနေသားရဆိုတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကတကယ်ကိုဆိုရအောင်ကောင်းပါတယ်ဘင်္ဂလားဒေ့ရဲ့မြန်မာကနက်မြစ်ပဲချပါတယ်အဲ့တော့နက်မြစ်မှာတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ဘက်ကတခြားပိုင်းနဲ့ကျွန်တော်တို့မြန်မာဘက်ကတခြားပိုင်းပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းဘူရီရောက်မောင်းတော်ရဲ့အခြေအနေကဒီဒေသဌာနေတိုင်းသားဌာနေတိုင်းသားက လူဦးရေတရားမှာဌာနေတိုင်းကတယောက်ပဲရှိတယ်။ကျန်တာကကျွန်တော်တို့ဒီဘင်္ဂလီတွေဖြစ်ပါတယ်။အဲ့တော့သူတို့ရဲ့နိုင်ငံရေးတောင်းဆိုမှုကကျွန်တော်တို့ရေရှိမှာတကယ့်ကိုကျွန်တော်တို့ဒါမြန်မာနိုင်ငံတို့ကတကယ့်ကိုကျွန်တော်တို့ရေရှိမှာဒါပြဿနာကြီးတစ်ခုနဲ့တစ်ခုလိုမျိုးဖြစ်ရှိရမယ့်ကိစ္စပါ။နတ်မြစ်ပဲခြားတယ်။နတ်မြစ်ရဲ့တစ်ဖက်ကမ်းမှာဘင်္ဂလားဒေ့ပိုင်းနဲ့ခြားခြားမှာရှိတဲ့လူတွေနဲ့နတ်မြစ်ကိုကြော်လိုက်တာနဲ့မြန်မာနိုင်ငံဘက်ခြမ်းကိုရောက်လာတဲ့ဘင်္ဂလီတွေနဲ့ကလူလူမျိုးကြီးကလည်းတူတယ်။ကိုယ်ွယ်ရဘာသာကြီးကလည်းတူတယ်။ တို့ရဲ့စီးပွားရေးလုပ်ပိုင်ခွင့်ကလည်းတူတယ်အဲ့တော့အဲ့ဒီပြဿနာကတကယ်ကိုကျွန်တော်တို့ကျွန်တော်နိုင်ငံတို့ကဒါရေရှိမှာရေရှိရေဆိုမှာကျွန်တော်တို့ဖြည့်ရှင်းရမယ့်ကိစ္စပါလက်ရှိတော့ကျွန်တော်တို့ဒါလက်ရှိရခိုင်ပြည်နယ်အခြေအနေကဒါဖြည့်ရှင်းဖို့ကတော်တော်လေးကိုကျွန်တော်တို့ခက်ခဲနေစေဖြစ်ပါတယ်လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကိုပြန်ပြီးကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်မှာကျွန်တော်မျိုးနယ်၃ခုလောက်ပဲဒါလက်ရှိကလက်ရှိကျွန်တော်တို့နိုင်ငံတော်ကနေထိချုပ်ထားနိုင်တဲ့အနေအထားရှိရဲ့ကျန်တဲ့ကျန်တဲ့နေရာတွေမှာတော့တနည်းအားဖြင့်ဒါထိချုပ်ထားနိုင်နေဆိုပေမဲ့အဲ့ဒီနေရာမှာပဲအုပ်ချုပ်ရေးရှိရလို့ဆိုလိုပါတယ် တဲ့နေနေရာမှာတော့ကျွန်တော်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးတွေကဒါကျွန်တော်တို့အခြေမခံဘူးဗျာမရှိဘူးဗျာပွင့်လင်းပြောရင်မရှိဘူးအဲ့တော့ရခိုင်ပြည်နယ်ရဲ့အခြေအနေကကျွန်တော်တို့ဒါနောက်ွယ်မှာတစ်ဖက်ကဘင်္ဂလားဒေ့ရှ်မှာဆိုရင်ကျွန်တော်တို့ OIC နိုင်ငံတွေရဲ့ဆွတ်ဖက်လာမှုပြီးတစ်ဖက်မှာအမေရိကန်ရဲ့ဒီတရုတ်ကိုပြန်ပြီးတော့ထိန်းချုပ်နိုင်မှုတွေကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကကျွန်တော်တည်ငြိမ်မှုကတော်တော်လေးကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်တစ်ဖက်ကကျွန်တော်တို့ဒီဘက်က ဘင်္ဂလားဒေ့ကဒီအစ္စလာမ်နိုင်ငံတွေနဲ့ချိန်ထားတယ်အစ္စလာမ်နိုင်ငံတွေနဲ့ချိန်ပြီးတော့သူ့ရဲ့ဘင်္ဂလားဒေ့ရဲ့မြေပုံကိုကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းကြီးမြောက်ပိုင်းကြီးချိန်လို့တယ်ဒီလိုမျိုးစီမံခန့်တွေရောက်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာရခိုင်ပြည်နယ်မြောက်ပိုင်းမှာကျွန်တော်တို့ဒီဘင်္ဂလီတွေကမြေကြီးကိုသူမျိုးတဲ့ခါမှာကျွန်တော်လူဦးရေနဲ့မျိုးပါတယ်လူဦးရေနဲ့မျိုးလဲဆိုတာကျွန်တော်တို့လူတွေတားပေါင်လုံးနဲ့မျိုးတယ်တားပေါင်လုံးနဲ့ကျွန်တော်လူဦးရေချက်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 လာတယ်ချက်ချက်လာရင်တော့ကျွန်တော်ဘူးတိလောက်မောင်တော်ရဲ့ဒေတာအခြေအနေရဆိုရင်တော့ဒါကျွန်တော်တို့သူတို့ရဲ့လူမျိုးနဲ့ချက်တွေ့မှုတွေက အောင်မြင်လို့ပြောအောင်မှာဖြစ်ပါတယ်အဲ့ဒီဒေတာမှာဆိုရင်ကျွန်တော်တို့အဲလူရည်တရားမှာဌာနေတိုင်းသားကတယောက်ပဲရှိရဲအားလုံးကကျွန်တော်ဘင်္ဂလီတွေဖြစ်ပါတယ်ဘင်္ဂလီမျိုးသားတယောက်ကသူကခင်ဗျားတို့ကျွန်တော်တို့အလုပ်တွေလုပ်နေကြမလို့ဘူးသူကခင်ဗျားနေစဉ်နေစဉ်ကျွန်တော်တားပါဖို့လောက်ပဲတော့ဘင်္ဂလီမျိုးသားတယောက်ကမိန်းမကျွန်တော်တို့ဒါ၁၀ယောက်၁၀ယောက်၁၅ယောက်ပတ်လည်ရှိပါတယ်သူရဲ့အလုပ်ကခင်ဗျားတားပေါက်တာပါအဲ့တော့ဒီဘင်္ဂလီတွေရဲ့နေတိမ်မှာဆိုလူရည်ကခင်ဗျား၁၀နဲ့ရှိရှိပါတယ်လူရည်၁၀နဲ့ရှိရှိတယ်သူတို့မှကျွန်တော်တို့ဒီတားဆက်ချားတာလည်းမရှိဘူးလူရည်ကိုကျွန်တော်တောက်လျှောက်မွေးနေတယ် တောက်လျှောက်မွေးတယ်အဲ့တော့အဲ့ဒီရဲ့ချဲ့ထွေမှုတွေကတော်တော်လေးကိုကျွန်တော်နိုင်ငံအတွက်တနည်းအားဖြင့်ရက်ခိုင်ပြည်နယ်မြောက်ပိုင်းအတွက်တော်တော်လေးကိုကျွန်တော်တို့တက်ရောက်မှုကြီးပါတယ်အခုတော့ကျွန်တော်တို့ဒါဒါဘင်္ဂလားဒေ့ရဲ့အစ္စလာမစ်နိုင်ငံပါတီတခုဖြစ်တဲ့ဂျာမတ်အစ္စလာမီပါတီကပါတီကကျွန်တော်တို့ဒီတရုတ်ကွန်မြူနီပါတီနဲ့တွေ့တဲ့အခါမှာဒီရက်ခိုင်ပြည်နယ်မြောက်ပိုင်းကနေရွှေ့ပြောင်းလာတဲ့ဘင်္ဂလီတက်သမားနှစ်တန်းတနည်းအားဖြင့်စစ်နေသိအတွက်မြန်မာနိုင်ငံရက်ခိုင်ပြည်နယ်မြောက်ပိုင်းမှာတို့တို့အတွက်တေးချလွတ်လပ်တဲ့ပြည်နယ်တခုဖန်ပြီးဖို့တောင်းဆိုတာကနောက်ွယ်မှာကျွန်တော်နိုင်ငံရေး အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့ဒါဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တိုင်းပြည်မှာဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့မတည်မငြိမ်မှုတွေကိုတို့အခွင့်ကောင်းပြီးတော့ဒါငယ်ငယ်ချွတ်တဲ့မှုတွေလောက်လာတယ်နိုင်ငံရေးတောင်းဆိုမှုတွေလောက်လာတယ်နောက်အချိန်မှာဒါကတို့ကဒီနေရာမှာကျွန်တော်လွတ်လပ်တော့တီးခြားနိုင်ငံဖြစ်တို့မလုံနိုင်ဘူးလို့မပြောနိုင်ပါဘူးရေရှည်မှာဖြစ်လာနိုင်ပါတယ်ဒီလိုမျိုးပဲအလားတူကျွန်တော်ပြီးခဲ့တဲ့ကာလကဒီအိန္ဒိယအိန္ဒိယနိုင်ငံရဲ့ဒီမီဇိုရန်လွတ်တော်မကဒါလွတ်တော်မှာကပေါ်ချိုင်ဝမ်ဒေတာကိုအိန္ဒိယနိုင်ငံနဲ့ပြန်ပြီးထည့်ပေးဖို့အဆိုတင်ခဲ့တာလည်းရှိပါတယ် အဲ့ဒီအချိန်ဒီမှာဆိုရင်ကျွန်တော်တို့ဒါနိုင်ငံရေးပါတီတွေကကန့်ကွက်ကြတယ်နိုင်ငံတော်ကလည်းကန့်ကွက်ပါတယ်သို့တော်လည်းပဲကျွန်တော်နိုင်ငံရေးနိုင်ငံရေးပါတီကြီးတွေကတော့ဒီပေါ်မှာကျွန်တော်တို့ဒါထွက်ပြောတာတွေတိတ်မတွေ့ရတယ်လည်းရှိတယ်နောက်ပိုင်းမှာထွက်ပြောတာတွေတွေ့ရတယ်လက်ရှိဒီဘင်္ဂလားဒေ့ရဲ့ဒီနိုင်ငံရေးပါတီကြီးတခုကဒီလိုမျိုးပြောဆိုမှုတွေကြောင့်ပြောဆိုမှုတွေကြောင့်ဒီလက်ရှိပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပါတီတွေကဘယ်ပါတီတွေထွက်ပြောမလဲပေါ့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိလက်ရှိဒါထွက်ပေါ်လာတဲ့ဂျာမတ်အစ္စလာမီ ပါတီကလက်ရှိကျွန်တော်ဂျာပြတ်အစိုးရအဖွဲ့ခေါင်းဆောင်ရဲ့ပါတီကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နိုင်ငံရေးရတကယ့်ကိုကျွန်တော်တို့ဒါစိုးရရတဲ့အနေအထားမှာရှိရဲကျွန်တော်တို့ပြည်တွင်းမှာကလက်ရှိမငြိမ်မသက်မှုတွေကြောင့်ဒါသူတို့ကအခွင့်အလမ်းတစ်ခုအနေနဲ့အသုံးချပြီးတော့လှုပ်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ဘိုးဘွားတွေကြီးဆွဲခဲ့တဲ့ကျွန်တော်တို့ပိုင်တဲ့နေမျိုးကိုတော့ကျွန်တော်တို့အတက်တီချွေးတွေပြဆက်ပြီးတော့ကျွန်တော်ပြန်ယူရမှာပဲဗျာကျွန်တော်တို့ဒါတော့တိုင်းတစ်ပါးကိုကျွန်တော်တို့အပါခံလို့မရပါဘူးအပါခံလို့မရပါဘူး ျွန်တော်အသက်တွေနဲ့ကျွန်တော်အပေါင်ပေးပြီးတော့ဒါကျွန်တော်အသက်တွေပြအသက်တွေပေးဆက်ပြီးတော့ကျွန်တော်ပြန်တက်ရမှာပဲဗျတက်ရမှာပဲရခိုင်ပြည်နယ်အခြေအနေအားသာချက်ကကျွန်တော်တို့ဒါကန့်တက်လို့ရတယ်ရခိုင်ပြည်နယ်အခြေအနေကကျွန်တော်ကန့်တက်လို့ရတယ်ပြီးကျွန်တော်ရေချောင်းရဲ့အရေးတာမှုတွေရှိတယ်လေချောင်းရဲ့အရေးတာမှုတွေရှိတယ်ဒါကြောင့်ကျွန်ရခိုင်ပြည်နယ်အခြေအနေကဒါကျွန်တော်စစ်ဆင်လုပ်ဖို့အတွက်လွယ်တဲ့အနေအထားမှာရှိတယ်လို့ပြောရမယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စုမောင်းကောင်းတောင်းပြီးတော့ဒီဗီဒီယိုဖိုင်ကိုညီကုန်းချုပ်ပါတယ်အခုလို့ မှားယွင်းတဲ့တင်းအခြားလမ်းတွေကိုတွေ့ခဲ့ရင်ပန်းပိုးပြီးတော့ကျွန်တော်စီကိုပိုးပေးကြပါလို့ကျွန်တော်အနေနဲ့အနုရောမေတ္တာရက်ခတ်အပ်ပါတယ်။ Bye bye.